င်္ဂလာပါရှင်။ဆရာမိုးကျော်စင်ရေးသားထားတဲ့အမျိုးသားစာပေစုရဝိထုတိုလေးတစ်ပုဒ်ဖြစ်တဲ့အေမီဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။အေမီ လမ်းပေါ်မှာကားတစီထိုးရက်တန်းကြားလိုက်ရသည်မြေသည့်ဟာတောက်ကိုပွေးကြသွားမှမသိနိုင်သည့်ရေတံတွင်ဟီကနေပွင့်ထွက်သွားတန်းကမနေ့နှစ်နာရီအချိန်တွင် ပုံမူကျေလောင်သွားသည်နှုတ်ဆက်တန်းနောက်ပြောင်တန်းတွင်အလူရဲ့အော်ဟစ်နေသည့်ကြောင့်မှကားပြန်ထွက်သွားတန်းကြားရသည်အစုံမတက်လိုက်ရသည့်ရေတံတွင်စကားတန်တွင်ဒီအတိုင်းလိုက်ပါသွားကြ၏ကျွန်တော်အိယာထဲမှခေါင်းကြွလိုက်မိသည်ထင်သည် နားဆွင့်ပြီးသားပါဖြစ်သွားလေသလား တိတ်ဆိတ်သောတိုက်လီကားတစ်တွေအတိုင်းလေကန်စွာတက်လာသည့်တောက်ပနတ်တန်တွေလေကားတစ်ထစ်ပေါ်တောက်ပနတ်တစ်ဖက်လန်တက်လိုက်တိုင်းထိုတောက်ပနတ်ပေါ်တကူလုံးဖိတင်လိုက်သလိုအာယူပုံရသည့်ခက်ပြင်းပြင်းတောက်ပနတ်တန်တွေဖနတ်တန်အည်အတွက်ရာတယောက်တည်းမဟုတ်ကြောင်းသိသားသည်ဖနတ်တန်အည်အတွက်ကိုထဲမတွေးလိမ့်မင်းမိမနှစ်ယောက်လေကားပေါ်တက်လာနေကြောင်းကျွန်တော်အတက်ပြောနိုင်၏ဖနတ်တန်တွေပဲလားမဟုတ်ပါ ဖနတ်တန်နောက်မှာ အရှိန်ပြေးသေးဟန်မတူတော့ ရေတံတွေပြီးတော့သူတို့ချင်းသာကြားနိုင်နားလည်နိုင်သည့်ဝေါ်ဟာရတွေအလွန်မကျက်ထားတော့လေအလိုလိုအလွတ်ရသွားသည်မှာအီမီနီသူတငယ်ချင်းဤခြေတံတွေသာဖြစ်သည်ကျွန်တော်တိုက်ရှိဝရဏစီရောက်သွားသည်မိပိတ်လိုက်သောဝရန်ဒါချင်းချင်းလေးမှာဖနက်စင်အဝတ်တန်းနဲ့ကမုံပန်းအိုများကြောင့်ခြုံပုံးလေးတစ်ခုလိုလုံးချုံဤဝရန်ဒါဤလေကာဘက်အစွန်ထွက်ထားသည့်လေတောင်ခွေအလင်းဝင်ပေါက်တွေရှေ့မှာရပ်နေမိသည် ပြီးတော့ခြေတံတွေရေတံတွေတည်ွင့်၍တလာနေသည့်လေကားစီတို့မျောလင်းတကြီးကြီးနေမိ၏ကျွန်တော်တိုက်ခန့်တကားထိတ်မှမုံကျိုးလေးမိချောင်းလေးချောင်းလေကားမြင်ကွင်းကပြတ်သားလင်းချင်းလေးငါးလွာလေကားကိုချိုးလိုက်သည့်ခြေတံတွေနှင့်အတူဖယိုးဖယဲတလာသည့်အီမီတို့နှစ်ယောက်ကိုတွေ့လိုက်ရသည်ဂျင်ပေါင်းမီကိုစီဖြစ်တော်လေအီမီဂျင်ပေါင်းမီက ပေါင်ရင်အထီတိုးသည်သပင်ရှိတွေကိုထုံးစံအတိုင်းဖြန့်ချထား၏ ဒီညအတွဲထိုသပင်ရှည်တွေဖြင့်ယောက်ျားပနေယောက်ကိုတိမ်ကြုံရစ်ပတ်ခဲ့ပါလေကျွန်တော်အခန်းရှိရောက်တော့နှစ်ယောက်သားရက်တန့်သွားသည်တယောက်ကိုတယောက်ပခုံးဖြင့်တိုက်သည် အခန်းတကားမကိုအီမီကမေးဆက်ပြတော့သူ့တငယ်ချင်းကခေါင်ရမ်းပြီးအပေါ်ဆက်တရန်ပြင်းသည်အီမီကဇွတ်တိုးပြီးကျွန်တော်အခန်းတကားပေါ်သူ့လက်ချောင်းလေးတွေတင်လိုက်၏သူ့တငယ်ချင်းကခီခင်းနဲ့တစ်ချက်ရဲပြီးအီမီကိုဆွဲခေါ်သည် အီမီကတိုက်ခန်းတကားကို ခေါင်းဆက်ရင်းသူ့လက်လေးတွေကိုထပ်လှူရှာလိုက်သည်အတွေ့လိုက်ထွက်လာသောတကားခေါက်တန်းကတိတ်ဆိတ်သောတိုက်လေကရှိရှိတဲ့ကြည်လင်ပီသားစွာမြေထွက်လာ၏။နေချင်းဆိုင်အခန်းမှာမတ်ဖြူတို့ကြာသွားလိမ့်မလား။ခြောက်လွားမှာတက္ကစီဆရာလင်မရရောကြာသွားနိုင်သေးသည်။အထဲမှာမြေသည့်တုံ့ပြန်မှုမှမရသည့်အခါနှစ်ယောက်သာရေတံခတ်အုပ်အုပ်ဖြင့်လေကတိတွေအတိုင်းဆက်တက်သွားသည်။ အနန္တချို့နိုင်ရန်အပေါင်များကြာမှကျွန်တော်စီကြံရင်နေသည် secret နန်လားဘီယာနန်လားရေမွေးနန်လားအားလုံးဖြစ်နိုင်ပါသည်တပင်းများကကျွန်တော်ကိုအိယာစီတို့ပြန်ပို့ပေးကြသည်ကျွန်တော်တကားဖွင့်လိုက်လင်ဘာဖြစ်သွားမလဲဆိုတာတည်တည်ချာချာမသိတကားဖွင့်ပြီးမိုင်းမဲမှုသည်လဲကျွန်တော်စီဘဲတော်မှရောက်လာမည်မဟုတ်ပါအိယာပေါ်လူလွရင် ပြန်အိပ်ပျော်ရန်မကြိုးစားမိပဲဒီလိုတကားလာခောက်သည့်ညပေါင်းများစွာကို အလိုလိုရည်တွက်နေမိသည်ကျွန်တော်မနက်စစင်စားတော့9နာရီခန့်ရှိပြီအန်တီမျိုးဤမိုဟင်ကားဆိုင်လေးမှာထိုင်ကုန်ပူလေးတွေတော်တော်များများလက်ဟာနေပြီထုံးစံအတိုင်းဘူသီးကြော်ပဲလားဟဲ့ဟဲ့ကောင်လေးနင့်မြတ်တွင်နေဟောက်ပဲဖြစ်နေပြီစာရီကြီးလှင့်ရည်မနေနဲ့အိုးအန်တီမျိုးကသူ့ကိုယ်ပိုင်ဟန်အတိုင်းဟောအတိုင်းတိုင်းစီကြိုသည်အန်တီမျိုးကမဖြူလို့အပေါ်တက်ခြောက်လွားမာပင်နေသည် သူယောက်ျားတင်မောထွက်ခိုက် တိုက်အောင်မှာပင်မနေ့ပိုင်းမဟွေငါဆိုင်ဖွင့်ထားခြင်းဖြစ်သည်ကျွန်တော်ကမပွင့်တပွင့်ရေပြားရင်းတူလာချသည့်မဟွေငါကိုသာငုံစားနေ၏စာရေးခြင်းအမှုပညာကိုမဟွေရင်းရဲ့တူလောက်တန်ဖိုးမထားသူတွေနဲ့ပြန်လည်ညှင်းခုံရင်ကျွန်တော်မအားလက်ပါ အနုပညာရှာဖွေခြင်းသည်မုံဟင်းရီဦးထဲမှာစက်တုံဥရှာဖွေခြင်းနှင့်မြည်တို့မြမပတ်သက်ကြောင်းကျွန်တော်မရှင်းပြဖြစ်ပါတိုက်လေကားစီမှာခြေတံတွေအလူရက်ပြေးစင်းလာတဲ့ကြားတော်လေးမော်မကြည့်ပြ အန်တီမျိုးဦးဘဲဟုကြံသေးလားဟူသောကတော်ကမျောမေးတမ်းကြမှအလန့်တကြားမောကြည့်မိသည်အန်တီမျိုး၏မိုဟင်ကာဟင်းရီဦးကိုပိုင်စိုးပိုင်နေဝင်းဝင်းနေသည့်အီမီတို့နှင့်အန်တီမျိုးတို့မိမတီးတန့်သောစကလုံးတွေဖြင့်အပြန်အလှန်ပြစ်ပေါက်နှုတ်ဆက်ကြသည်စပန်ကာဝင်ပျော်ပျော်လေးနှင့်အီမီသည်ညာကအစွန်ထင်းတွေကိုဘလို့လျှော်ဖို့ခဲ့သည်မသိ။ရွှေရောင်တန်းသောသပင်ရှိကြီးတွေကိုဘိညာနှစ်ဖက်ခွဲစီထား၏။ချိန်ညာဖက်နှက်ပါပါလေး၏ ခြေမဝင်ဝင်လေးပေါ်တွင်ပန်းပွင့်လေးတပွင့်ပွင့်လေးရဲ့ငါလက်တွေအခုထိနာနေတော့ကျွန်တော်ညာပဲစပွဲပူလေးမှဝင်ထိုင်နိုင်ခြင်းအီမီကစကားဆသည် သူတငယ်ချင်းကသူတို့ဘာသာစိတ်ကြိုက်ပြင်ယူလာသည်မိုဟင်ငါပကံကိုမှုရင်ကျွန်တော်ပဲတစ်ချက်ဝေးကြည့်၏အီမီကကျွန်တော်ပဲလုံးဝလဲမကြည့်တကားခောက်ရတာလေဟဲ့မိသူပေါ့အိပ်ပုံမှတော်တော်နဲ့ထမဖွင့်ဘူးအီမီတငယ်ချင်းကဟာတာမဟုတ်ပဲခိခနဲရင်ညွန်လိုက်သည် အေမီကမိသူကိုတကယ်ရည်ညွှန်းဟန်ဖြင့်မင်းတေတီဆက်ပြောသည်အေမီကဟန်ဆောင်ကောင်းသည်ဒီလို ဟန်ဆောင်ခြင်းတွင်တောနယ်ကြီးတဲ့ရှင်တန်နေသူမို့ဟန်ဆောင်ခြင်းဆိုသည်မှာသူ့အတွေ့ဝတ်ထားသောလက်သေးချွန်ချွန်တွေဖြစ်နေတတ်သည်ပဲကြီးကျယ်လို့ဟဲ့တကားခောက်ရတာအေမီကစကားကိုအစာကပြန်ကောက်သည်ကျွန်တော်စက်မထိုင်နိုင်တော့ပါ ကျွန်တော်ရင်ပတ်ကျဲသေးတွေတိတ်မလုံးချုံပါကျွန်တော်မှမျက်နှာဖုံးနေမရှိပါ မြန်မြန်စွာပတ်စံရှင်ပြီးဘတ်စကာမှတ်တိုင်စီတုတ်ချေတင်ခဲ့သည်ခတ်အိုးအိုးရေတန်းလေးတွေကျွန်တော်နောက်ခပ်ပေါပပြေးလိုက်လာကြသေးသည်အေမီနင်းနဲ့ပတ်သက်တိုင်းငါကအချင်းချင်းထွက်ပြေးနေရသူပါလားတကယ်တော့အေမီကိုနားလဲရန်လဲမလွဲလူသားတူနဲ့တူနားလဲမှုရရန်ပြစ်စုံပန်ကာလတူကလေးဖြစ်မလုံလောက်မှန်းကျွန်တော်နားလဲခဲ့ပြီးပြီသူ့ဘယ်ကိုသွားမလဲဆိုတာမသိရတော့လေသူ့ဘယ်ကလာသေးကိုအ ਨੇ စုံအခွင့်ရေးအဖြစ် တီးခွင့်ရှိရမည်လေ။အီမီဘယ်ကလာသလဲကျွန်တော်မသိပါ။ဒီတိုက်ကိုအီမီဘလို့ရောက်လာသည်ကိုတော့ကျွန်တော်သိသည်။တနင်္ဂနွေနေ့တနေ့ဤနေ့လေကင်းတစ်ခုတွင်ဖြစ်သည်။နှွေနေရအောင်နွမ်းလျာငိန်သက်နေသောခုနှစ်ထပ်ကန်ထရိုက်တိုက်တစ်လုံးကိုအိမ်ပြောင်းရွှေ့ဝန်ဆောင်မှုကားတစ်စီးကစတင်လှုပ်ခါလိုက်၏။တိုက်လေကအောင်မုံဆိုင်ထဲမှမဖြူမျက်နှာဝိုင်းဝိုင်းကြီးဆန့်ကနေမြင်တက်လာသည်။တက္ကစီဆရာကတော်ကမဖြူကိုလက်တို့သည် ဝရန်ဒအချို့မှာဥကောင်းတချို့ဆန့်ထွက်လာကြ၏လေကတဲ့တွေအတိုင်းပစ္စည်းတည်ယူတဲ့တွေဝုံတိုင်းကျင်းနေသည့်ခြားမှရေတံဆူဆူလေးသည်အထင်းချုပ်မဲစွာအပေါ်တက်လိုက်အောက်ဆင်းလိုက်ပြေးလွားနေ၏ရွှေဝါရောင်တန်းနေသည့်သပင်ရှိကြီးကိုဘိညာနှစ်ဖက်ခွဲစီထားသည့်ကောင်မလေးမှာမိုးဘိုးများများရသွားသည့်ကလေးငယ်လိုလွတ်လွတ်လပ်လပ်ပြန်ဝဲလျက်ပေါင်ရင်အထီးတိုကတ်နေသည့်ဂျင်းမောင်မီတိုကလေးကြောင့်ဝင်းဝါသွေတန်းနေသော ပေါင်နံကလေးတစ်စုံသည့် မတ်ဖြူဆိုင်ထဲမှမျက်နာတွေကိုတွန်ခေါက်စေးလေသည်။ခုနလညာဘက်ချမ်းတိုက်ခန်းကိုအစ်စ်ပြောင်းလာသောမိသားစုတွေမှအငယ်ဆုံးမလေးဖြစ်ရမည်ဟုမတ်ဖြူတို့အလုံးကမှတ်ချက်ချကြသည်။စာရေးဆရာတော်ဇလန်းအစ်စ်ရတော့မှာပဲဟိ။မတ်ဖြူကပေါင်မုံတို့ကိုလမ်းပြင်းကျွန်တော်ကိုလမ်းချိတ်သည်။ကျွန်တော်ကအတောင်မဲ့မြူတူပြန်ဝဲနေသောလက်ပြမလေးကိုကြည့်ကတစ်ချက်ပြုံးမိသည်။မြင်းကြီးတဲ့မိသွေးဆိုင်မှအမကြီးကလည်း ကဲကြည့်နေရင်မက်ဖြူစကားကိုလှမ်းထောက်လိုက်၏မလုတ်ပါနဲ့ဗျာကျွန်တော်ရေးတဲ့ဝိထုတွေကအသေးခွဲဇလန်းတွေကြီးပဲဗျာဝါကနေပွဲကြသွားတော့အခမဲ့မီဒီယာအုပ်စုကိုကြော်ခိုင်းကကျွန်တော်အခန်းစီပြန်တက်လာခဲ့သည်မွေရာတွေမန်တင်ကုန်တွေတင်နေသည့်အလုသမားတွေကြောင့်ကန်ထရိုက်တိုက်လေကားလေးကပုံမူကြက်တဲသွားသည်စစရွာရရဲ့တန်းနေလိပ်ပြမလေးသာလွလွလပ်လပ်ပြန်ဝဲလေနောက်တနေ့မနေ့အန်တီမျိုးဆိုင်တို့မုံစင်စားသောအခါအခမဲ့တည်င်းစားတဆောင်က ပုံနှိပ်ဖြန့်ဝေပြီးလေပြီ။တရင်သုံးတက်မှုဆောင်းပါးတွေကလည်းဝေဝေဆာဆာနားထောင်ကောင်းလာသည်။မနေ့ကအစ်စ်ပြောင်းလာသည်မှာမိသားစုလိုက်မဟုတ်ဘဲကောင်မလေးလေးယောက်သာဖြစ်သည်တဲ့။ဟုတ်ပြန်လွားမလေးနာမည်ကအီမီတဲ့ဟဲ့။ထိုနေ့မနေ့ကမိုဟင်ကားသည်အရသာအစ်စ်ဖြင့်ပြေဆုံးနေခဲ့ကြောင်းကျွန်တော်မှတ်မိနေသေးသည်။နောက်ထပ်ရေတရပတ်အကြာမနေ့ခင်းမှာတော့သတင်းစာအစ်စ်ထပ်ရောက်လာပြန်သည်။ကောင်မလေးတွေကအဆူတော်တွေဆိုပဲဟဲ့ မိုးရင်ကစားနေကျွန်တော်အနားတွေစွန့်ကနေဖြစ်သွားသည်မဖြူကငဖဲကျော်ကိုကိုယ်တိုင်ညှက်ထက်နေရင်တယောတန်းဖြီးတစ်ချက်ရေးလိုက်သေးသည်အဆူတော်ဆိုတာဟိုအဆူတော်တွေလို့မဟုတ်ဘူးသိတယ်မို့လားသဘောပေါက်လားနာမည်တွေကစီးစားတဲ့ဟန်နီးတဲ့အီမီးတဲ့ဟာဟာတကယ်ပဲဟိငါတို့တိုက်ကတော့လာလိုက်မှဖြစ်တောက်ဆန်းနေကြီးပဲကျွန်တော်ဤစားလက်စားမိုးဟင်ကားသည်ယုတ်တည်းရဲ့အရာသာပြတ်သွားခဲ့လေသည် အယုံလှလှလေးလွတ်ကျကွဲကြေးသွားသလိုနှမျောတာတာစိတ်ကအတွေ့အစီကြောင့်နဲ့တဖြည်းဖြည်းလှော်ခတ်ဝင်လာခဲ့၏။ဟိုတစားတေတစားတည်နှွေဖြင့်ဝိုးတဝါဖြစ်နေသောအီမီတို့ပုံရိပ်တွေကတလအတွင်ပြပြပြင်းဖြစ်လာသည်။ညနေ၄နာရီလောက်ဆိုရင်တိုက်ရှိအချိန်မှန်လာရက်တတ်သည့် light track တစီနှင့်အီမီတို့ပါသွားနေကြ။ညသကောင်ကျော်တလန်လုံးလူကြီးတိတ်ချိန်တိုင်းထိုကားဖြစ်ပြီးအီမီတို့ပြန်လာနေကြ။တပတ်၂ချိန်လောက်လမ်းထိပ်မှာလာရက်တတ်လေးရှိသည့် ကားဖြူလေးပေါ်မှာလဲအီမီလိုက်သွားနေကြဖြစ်သည်သူတို့ဘာသာအပြင်ထွက်ကြမည်ဆိုရင်တော့ခြောက်လွာမှတက္ကစီကိုသာပင်တိုင်းစီနေတတ်ကြ၏တတိုက်သေးနေသူတို့ဤတသွေးပင်လဲတဲ့အီမီတို့ကပြောင်ကြကြကူခံနေကြသည်လန်တဲ့ကအကြောင်းသည့်လူငယ်တွေဤထီကဘာရီကဘာစကလုံးနေအတွေ့အီမီအေးပြားကကြိုတင်အထူးချုပ်လုပ်ထားသလိုတိုက်ခန်းတစ်ခုမှာတယောက်သေးနေထိုင်သည့်အထီးကျန်စရိုက်ရှိသူကျွန်တော်တွင်အီမီမျက်လုံးရိုင်းတွေမှကာကွယ်ရန် နေကမျက်မှန်းမရှိ လေကအတက်စင်းစုံနိုင်မထီတတိပြစ်ပေါက်သွားတတ်သောစကလုံးစုများအတွက်ကြည်ကအင်ကြီးမရှိ အချစ်ဆိုသည်ကိုအငုံပွားမှာပင် ရှင်တန်ချင်းနှင့်လဲစားပြစ်ခဲ့သူအတွက်ဂယုနာတရားတို့ရောက်မလာအောင်ဘလို့ရှောင်းတင်းရမှန်းလဲကျွန်တော်မသိပါညာတကောင်ကြောတိုင်းအချိန်မှန် ရောက်လာတတ်သည့်တကားခောက်တန်ကိုတော့ကျွန်တော်ခံတတ်က ကောင်းကောင်းခုခံထားနိုင်စေလမ်းထိပ်လက်ဖေးဆိုင်ကကျွန်တော်ပြန်လာတော့ တိုက်လေကရင်မဖြူမုံဆိုင်ထဲမှာအီမီအတန်စာစာလေးကိုကြားလိုက်ရသည်လောကကြီးအကြောင်းဘာမှနားမလဲသေးသည့်မိကောင်ပေါင်းမလေးလိုလွတ်လပ်ပေါ်ပါလွန်လာ၏ဒီအတန်လေးကိုကြားတိုင်းသူ့ဘဝအစွန်ထင်းတွေကိုကျွန်တော်မေးလျော့သွားတတ်မည်အတန်မြည်သလိုသာဘဝဖြူစင်လင်းဘလောက်ကောင်းလိုက်မလဲအီမီတက်ကတော်တစ်ခုဤကန်တီးနင်းမှာတင်နန်းတစ်ခုဤဇပွဲတစ်ခုမှာအပြုံးနေပွင့်သည့်မိသားစုစကားဝိုင်းတွေထဲမှာပန်းတဝင်လိုလိပ်ပြာတကောင်လို့ ။တချင်းတပုတ်လိုအီမီကိုရှင်သန်စီချင်လိုက်တာ။နောက်က အပြေးတစ်ပိုင်းတက်လာတော့ခြေတန်းတွေကြောင့်လှည့်ငုံကြည့်လိုက်သည်။အီမီထုံးစံအတိုင်းသပင်ရှိကြီးကို နှစ်ဖက်ခွဲစည်းလို့မြည်သည့်အကြောင်းကြောင့်ဟုမသိနိုင်သောအပြုံတွေကမျက်နှာလေးတစ်ခင်းလုံးဝေးလို့ယုံနည်းရက်ကလေးနှစ်ဖက်ထောင်နေသည့်ပန်းရောင်ကာဗာဟန်ဆက်ကိုလက်နှစ်ဖက်ဖြင့်စုပ်ကိုင်းလို့ကျွန်တော်ဘီနာရှင်ပြီးတော့အပြုံတွေကပြန်ငုံသွားကြသည်တောင်ပေါ်သွေးဖြစ်ဟန်တူသောမျက်နှာလေးမှာ နေအပူရှင်ကြောင့်ရဲရဲလေးပြင်းနေ၏။မွေရည်နဲ့တမျိုးကလေကားကျင်းလေးတဲ့ပြန်လွှဲလေ။ကျွန်တော်ပြုံရိပ်ပြတော့သူ့မျက်နှာမှာအပြုံတစ်ခုပြန်ပွင့်လာသည်။"ဟို၊ तू ကစာရေးဆရာဆို။အီမီလဲစာအုပ်ဖတ်တယ်။ဆရာတော့မဟုတ်ပါဘူး။စာတော့ရေးပါတယ်။ဘာစာတွေရေးလဲ။မာယာတွေအကြောင်းဘာမှမသိသေးသောမျက်နှာလေးကမျောလင်းချင်းဖြင့်ခက်ပြည့်ပြည့်လေးမော့နေသည်။"အင်း၊နင်မဖတ်တဲ့စာမျိုးတွေပေါ့။ ကြိုတင်မရွေးရဲပဲခန္ဓာတစ်ခုတိဆောက်မိလျက်သားဖြစ်သွားသည်ဘယ်စာအုပ်မှရေးတာလဲနေမဖတ်တဲ့စာအုပ်တွေမှာပဲအေမီမျက်နှာရုတ်တရက်တည်ငြိမ်သွားသည် ပြုံးရဲ့နေရာမှာအစ်ဆက်သွားသောမျက်လုံးတွေကိုကျွန်တော်သတိထားမိသည်တဖြက်ဖြက်ဆိုလက်တင်းမာသွားသောမျက်လုံးတွေထဲကျွန်တော်မသိချင်းဆုံးအတိတ်ပဲတွေကိုထင်ပြနေကြပါလားပြီးတော့မာကျော်သောခြေလမ်းတွေဖြင့်ကျွန်တော်ကိုဖြတ်ကျော်ပြီးတက်သွားသည် ဇပန်ကာဝင်လေး၏အနာဇစင်စင်လေးတွေကျွန်ုပ်ကိုရိုက်ခတ်သွားသည်ဆိုတာအေမီသိလိမ့်မည်မဟုတ်စစ်ခနေနာကျင်သွားသောရင်ပတ်ထဲကဝေဒနာကြောင့်ကျွန်ုပ်အေမီကိုလှမ်းမပြောပြပါအချစ်ဆိုသည်မှာလူမြင်ကောက်အောင်အပြင်ထုတ်ဝစ်စင်ရသည်ခပ်ပေါ်ပေါ်အင်ကြီးမှမဟုတ်ပဲအေမီတချို့တန်ဖိုးကြီးယတနာတွေကိုလူမမြင်သူမမြင်တနေရမှာလုံလုံချုံချုံတင်စီတော့ခတ်ထားခြင်းကပုံမူတင့်တော်ရဲ့မဟုတ်လားအေမီထိုညတကောင်ကျော်အချိန်မှာ လမ်းပေါ်မှကားရက်တန်းကြားရသည် ထုံစံအတိုင်းရေတန်းတွေကြားရသည်ထုံစံအတိုင်းခြေတန်းတွေကြားရသည် တကားခောက်တန်းမှတပါအရာအလုံးသည် ပုံမှန်အတိုင်းဖြစ်ပြက်သွားခဲ့ပါသည်မိမတယောက်ဤစူးစူးရွာရွာအော်တန်းကြောင့်ကျွန်တော်လန့်လို့သွားသည်ဘယ်အချိန်လဲည7နာရီလားမနေ့တနာရီလားမြင်းနဲ့ချင်းဆိုင်တိုက်တွေ့တဲကလားအထက်မြင့်တိုက်ခန်းတစ်ခုမှပောက်ကွဲနေသေးတာတော့တေချာသည်တလန်လုံးခေါင်းပြောင်းအောင်အိနေခြင်းမို့ အမျိုးသမီးဤပေါက်ကွဲတန်းကချောက်ချောက်ကြားကြားဟင်းထွက်နေသည်တေကန်နီးမှာ တော်တော်ကမြင်းကျင်နေရလားငါနင့်ပါဆက်ပိတ်ဆိုတာပြောမရဘူးလားကြားတကောင်လို့ဟင်းထွက်လာတော့ယောက်ျားတန်းကြောင့်ကျွန်တော်အပေါ်မောမိသွားသည်ဒါ6လကတက္ကစီဆရာအတန်းမိမကမရက်အတန်းကိုပို့မြင်လိုက်သည်ယောက်ျားကိုယေစုအော်ဟစ်နေရကပြက်မှတ်ပြောင်းသွားပြန်သည်ပေါလို့ဘဲစာပြည်တစာအဖေအွယ်မယားငုတ်တို့စသည့် လမ်းဘေးဝဟာရာတွေကမြို့ပြရက်ွက်တစ်ခုဤအထက်မြင့်တိုက်ခန်းပေါ်မှဝုံနိုင်ကျဲထွက်လာသည်တက္ကစီဆရာကအသက်50နီးပါးရှိပြီထောင်ထောင်မောင်းမောင်းကိုလုံးပြပြနဲ့တယောဆောင်ဇော်ဝင်းနိုင်မျက်နှာမျိုးအီမီတို့အဖွဲ့ဤပင်တိုင်းဖောက်တယ်အမျိုးသမီးဤပောက်ကွဲတန်တွေကိုနားဆွင့်မိရင်ကျွန်တော်မျက်လုံးနဲ့တစုံတယောက်ပေါ်လာ၏ကျွန်တော်တောက်တစ်ချက်ခေါင်မိသွားသည် ကျွန်တော်ခေါင်းကိုခက်ကြမ်းကြမ်းခါရမ်းပြက်လိုက်သည် နောက်တနေ့ကျွန်တော်မျိုးတွေကအပြန်လှေကားတက်တော့ မုံဆိုင်လေးကမဖြူကမကြားတကြားလှန်អော်သည်စာရေးစရာဇလံကောင်လွတ်သွားတယ်ဟေးတဲ့ဘလို့မဖြူကရိုက်မစစ်ပါပဲအစီရင်ခံသည်တက္ကစီစရာနေအီမီတို့ဇက်ရှုကိုကျွမ်းကျင်စွာ တမြင်ချင်းဆွဲထုတ်ပြသည်ပြီးတော့လွန်ခဲ့သောနိုင်အနေငယ်ကပြီးဆုံးသွားခဲ့သည့်တိုက်လေကခြေရင်မှအီမီနေတက္ကစီစရာကတော်တို့ဤရန်ပွဲဒီအတွေ့ကျွန်တော်အီမီကိုမအံ့ဩတော့ပါတေကြသည်ကအီမီသည် ကျွန်တော်အဝေးကိုပုံမဝေးသွားအောင်ပြေးထွက်သွားနေခြင်းပဲဖြစ်သည်အေမီသူများတတိပင်လေးမှာနင့်မြုံမသွားဖို့နင်ဆက်လက်ကူးခတ်နိုင်ပါစေနေရှင်တန်ရာ တောအုပ်မှာနင့်လက်သေးတွေပုံမချုံမြနိုင်ပါစေတခါပန်ယုံနဲ့ညှိုးရော်သွားသည့်ပန်တွင်လိုမနေထိုင်မဲတကိုင်းအချိုးခံရရင်တကိုင်းအသက်ထွက်သည့်တစ်ပင်တပင်လိုသာဆက်လက်ကြီးထွားနိုင်ပါစေတော့လေကအတက်ခြေလန်းတွေကပုံမလေးလံလို့ ထိုအိမ်မက်ဆိုအလုံးနှစ်ပတ်အကြာတွင်အီမီတို့တိုက်ခန်းပြန်အပ်သွားသည်တက္ကစီဆရာဤအရှုပ်တော်ဘုံကရက်ကြောင့်လားအခန်းစာချုပ်ပြည့်သွားသောကြောင့်လားဒါမှမဟုတ်ကျွန်တော်မသိနိုင်သောအခြားအကြောင်းပြချက်တွေကြောင့်လားဒုက္ခကိုတည်ပို့၍တက္ကိုင်းတွေတက္ကိုင်းပြီးတက္ကိုင်းရင်ခွင်တွေတစ်ခုပြီးတစ်ခုတချင်းတွေတပုတ်ပြီးတပုတ်ပြောင်းလဲနေရသည့်အီမီလန်ကိုကျွန်တော်အတွေ့အမကြခဏဖြန့်ချိမိ၏ပြိုရွယ်ခြင်းကိုအရင်နီးလှုပ်၍ရောင်းဝယ်လုံနေရသော ကုံတယ်မာလေးအတွက် လမ်းတွေဖြောင်တန်းပါစေတော့ညသကောင်ကြော်တိုင်းဝေယန္တာထွက်ငေးတတ်သည့်ယောဂသည်ကျွန်တော်ဘဝ၌ရာစုနှစ်ဘလောက်များများထိအောင်နာတာရှိလေအောင်ပါလေရေတန်းဟုသမျှစိတ်သုံးခန်းချောက်သွားသောကျွန်တော်ရှင်သန်မှုတွေနာမည်တကူသာထင်ကြံခဲ့လေသည်အေမီ ဆရာမိုးကျော်စင်ရေးသားထားတဲ့အီမီဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတင်ပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြွှန်လန်းချမ်းမြေ့ကြပါသည်ရှင်။